မင်္ဂလာပါရှင်စတက်ဒူမထောင်မချင်တိုက်ပွဲဝင်သွားကြရမယ်လို့ကန်ရဲ့ဒူစီဦးစီချုပ်ပြောကြားလာတဲ့သတင်းကိုတင်ဆက်ပေးချင်ပါတယ်ရှင်လက်ရှိမင်းအွန်လိုင်းဦးဆောင်နေတဲ့စတက်မပြုံမချင်လူထုဖက်ကိုဒူမထောင်မချင်ကရင်ရဲ့အမျိုးသားများကာကွယ်ရေးတပ်အနေနဲ့တိုက်ပွဲဝင်သွားကြရမှာဖြစ်ကြောင်းကန်ရဲ့ဒူစီဦးစီချုပ်မာဝီကပြောကြားလိုက်ပါတယ် အဆိုပါပြောကြားချက်ကိုအေဗလာနေရနေမှာပြုလုပ်တဲ့ NUG ကကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ အမတ်1004သယင်ကဂရင်းနီအမျိုးသားများကကွယ်ရေးတပ် KNDF ဘူဟာအမတ်၈ထံကူးပြောင်းတဲ့အကန်နာမှာပြောကြားခဲ့ခြင်းဖြစ်ပါတယ်။မူတွေ policy တွေကတော့အချင်းတွေပုံမူတည်ပြီးတော့အချင်းနေတွေပုံမူတည်ပြီးတော့ပြောင်းလဲသွားနိုင်ပါတယ်။ဒါပေမဲ့ကျွန်တော်တို့ KNDF ရဲ့သစ္စာကတော့ ေတဲ့အထစ်တရားမှဖြစ်ပါတယ်။အဲ့ဒီသစ္စာကဒီဒေတာလေးတစ်ကွက်တည်း၊ Granny ဒေတာလေးတစ်ကွက်တည်းမဟုတ်ပဲနဲ့တတိုင်းပြည်လုံးဘဲလူမျိုးဘဲဘာသာမဆိုအပေါ်မှာလူထုတွေ အပေါ်မှာကျွန်တော်တို့ကသစ္စာရှိရမယ့်တာဝန်ဖြစ်ပါတယ်လို့မာဝီကပြောကြားလိုက်ပါတယ်။ဒါအပြင်အမတ်တထောင်လေးတယင်းကိုကန်တဲ့ဗျူဟာအမတ်ရှိကလိုက်လဲစွာကြိုးဆူကြောင်းပြောကြားခဲ့ပြီးလလန်နဲ့အလန်ပေးအပ်ခဲ့ပါတယ် ကန်ဒီယာအမတ်23တက်ရင်အတွဲတက်ရင်မူဒူတက်ရင်မူနဲ့တက်ခွဲမူများအားခန့်အပ်ပေးခဲ့ပါတယ်အဆိုပါအခမ်းအနားကိုကရင်ရအမျိုးသားများကာကွယ်ရေးတပ်ရဲ့ဒူစီဦးစီချုပ်အပြင်ဘိုဟိုနိုင်ငံရေးဌာနဌာနမူစီယုံယုံကြာရင်မူအချုပ်ဘျူဟာအမတ်ရှိဘျူဟာမူဘျူဟာအမတ်တိဘျူဟာမူဘျူဟာအမတ်နှစ်ဘျူဟာမူဘျူဟာအမတ်လေးဘျူဟာမူနဲ့ IEC လူငယ်ရေးရာဌာနမှတို့တဲ့ရောက်အမစကားပြောကြားခဲ့ပါတယ်ရှင်။